ပခောက်ကူစစေးကကနေ KDB ကိုသွားမဲ့စိုးစုလက်ပါစေဒုတက်ချက်ရဲရရှိအပါဝင်ရဲ၃ရောက်ကိုလက်ပစ်ဘုံနေတဲ့အတူဖမ်းဆီးနိုင်ခဲ့တယ်လို့စောက်တန်း YSO PDF အဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောပါတယ်။မေလ၁၈ရက်နေ့လယ်ပိုင်းမှာပခောက်ကူမျိုးမြောက်ဘက် ဖုံးကန်စစေးကကနေ KDB ကိုသွားမဲ့စိုးစုရဲ၃ရောက်ကိုတော်လန်ရေးတပ်တွေကအသင်ဆောင်ဆိုင်ဖမ်းဆီးခဲ့တာဖြစ်တဲ့ဆိုရနဲ့ထွက်ပြေးဖို့လှုံ့ဆော်လို့ပိတ်ဆို့ဖမ်းဆီးခဲ့ရတယ်လို့ဆိုပါတယ်။ စိုးစုရဲတွေစီကလက်ပစ်ပုံးနှလုံးနဲ့အတူဖုံသုံးလုံးငွေကျပ်2သိန်းခန့်ကိုလည်းသိမ်းဆီးရရှိခဲ့ပြီးလက်ရှိမှာစစ်တုံးမှန်ဥပဒေနဲ့အညီဖမ်းဆီးထိန်းသိမ်းထားတယ်လို့ကိုအောင်မောင်ကပြောပြပါဗျ။ဖန်စီရမိတဲ့စိုးစုရဲတွေဟာပခုတ်ကူမြို့မှာရဲစခန်းကနေဖုံးကန်ကျေးရွာကစစ်စေးခဲ့ကိုတာဝန်ကျနေသူတွေဖြစ်ပါတယ်။လက်ရှိမှာစောက်တန် YSO PDF ဖွဲ့အနေနဲ့စိုးစု၃ဘန်း၁၀ရောက်ခန့်ကိုဖန်စီထိန်းသိမ်းထားပြီးစစ်တုံးဘန်းဥရင်နဲ့အညီထိန်းသိမ်းထားရှိထားပါတယ်။